ငြိမ်းအခြင်းချမ်းသာနဲ့ပြည့်စုံနိုင်ကြပါစေဓမ္မဝိဟာရမင်္ဂလာရှိတဲ့နတ်နဲ့ခင်မှာကိုယ်အဆင့်ကိုယ်သိကိုယ်အဆင့်ဘယ်လောက်ရှိ ကိုယ်သိစေ လောကကြီးထဲမှာအဆင့်အတန်းတွေအမျိုးမျိုးခွဲကြတာပေါ့ဘယ်လိုပဲလောကပညာရှင်တွေကဘယ်လောက်ပဲခွဲထားပါစေဗုဒ္ဓကဘယ်လိုခွဲထားသလဲဆိုတော့ အတ္တထအဆင့်ရေဒုတာယာဘွယ်တွေကိုကာတာယာဘွယ်ကာမတွေကိုမက်မောပြီးတော့တိုက်ခိုက်နေတဲ့အဆင့်ပေါ့အတိညာနဲကဒီကာမတိုက်ချခိုက်ချပေါ့အတ္တထကိုပဲမြင်ပြီးတော့အဲ့ဒီအတ္တထအပေါ်မှာသမှုရိယနဲ့တွဲပြီးတော့အဲ့ဒီကာမဆိုတဲ့တာယာဘွယ်တွေကိုတိုက်ချခိုက်ချတဲ့အဆင့်ပေါ့အခုဆိုရင်နေမြေလူမှာပေါ့နော် ိုနေရာလူမှာပေါ့နောက်ပြီးတော့ကိုယ့်ရဲ့ရှိတဲ့ပိုင်ဆိုင်မှုတွေကို လူကြတာပေါ့ဟိုအမွေလူတဲ့အထိပါတာပေါ့နော်ဟိုမြောက်အုပ်ထဲမှာဆိုရင်ဟိုအုံသီးတွေမပြောသီးတွေလူတဲ့အဆင့်ပေါ့အသိဉာဏ်နဲ့ကအထီကမှာတိုက်ချခိုက်ချပေါ့အဲ့ဒီကနေသစင့်တက်မယ်အာဒီနဝရေမြင်လာတယ်။ဩအထီကမှာ ကာမတွေကြောင့်ဒီအလိုအပြစ်တွေကာမရဲ့ဖြစ်ခြင်းဖြစ်ခြင်းတွေအဲ့ဒီကာမရဲ့အပြစ်တွေကိုမြင်လာတဲ့အာဒီနဝအစဉ်ရောက်လာတဲ့အခါကာမဂုံတွေကနေဘာတွေကိုဖွေရှားတယ်လဲဆိုတော့အသိပညာအတတ်ပညာတွေရှားကြအဲ့လိုအသိအတတ်တွေကိုရှားရင်းနဲ့ဘဝတွေအစဉ်မြင့်လာအသိဉာဏ်ရှိလာ အတိပညာဖွေကြရှာကြပေါ့အတိဉာဏ်မြင့်တဲ့လူတွေကအတိပညာအတတ်ပညာတွေဖွေရှာပြီးတော့ဘဝတုတ်တက်အောင်ရုန်းကန်ကြစူးစမ်းကြနောက်သက်ဆင်းကတော့ဘာဆင်းလဲဆိုတော့အတိဉာဏ်တကယ်မြင့်လာတဲ့အခါကျတော့ဩဒုဋ္ဌိတန်တရာကနေလွမြောက်ဖို့ဆိုတော့ရိုးရလန်းကိုလျှောက်လန်းလို့ဒီတန်တရာကနေမလွတ်နိုင်ဘူးဒါကြောင့်သူ အရိယမက္ခပေါ့အရိယတို့လျှောက်တဲ့လမ်းကိုတို့လျှောက်လမ်းကြမယ်ဆိုပြီးတော့မက္ခအဲ့ဒီမက္ခလမ်းကိုလျှောက်ရင်းနဲ့ဒုက္ခတွေကိုသိလာသမုဒယအတွေ့အထာတွေကိုစွန့်နိုင်လာတာနဲ့ဏိရောဓဆိုတဲ့ငြိမ်းအေမှုအဲ့ဒီငြိမ်းအေမှုရတာနဲ့ဒီဘဝတွေကနေလွတ်မြောက်တဲ့နေတရဏအစဉ်အတိညာဉ်ညင့်သည်လွတ်မြောက်ပြီး တိကြည်ငြိမ်းအေးတော်အသိဉာဏ်မြင့်လာတဲ့သူတွေဟာဒီဘဝဒုက္ခကနေလွတ်မြောက်တဲ့ငြိမ်းအေးမှုချမ်းသာစီကိုသူတို့မကနိရောဓမကနိရောဓလမ်းစဉ်တိုင်းပဲသူတို့လျှောက်လှမ်းသွားကြတယ်။အဲကြောင့်လောကကြီးထဲမှာအဆင့်တန်းတွေဘလောက်ပဲခွဲခြားနေစေကမူဗုဒ္ဓခွဲတဲ့အဆင့်တန်းကတော့အသိဉာဏ်နှိမ့်တဲ့လူတွေက ကာမဂုဏ်ကိုဖွေရှာလူရက်တိုက်ခိုက်ပြီးတော့အတ္တထအဲ့ဒီအတ္တထမှာသမုဒိယနဲ့တွေ့တဲ့အစဉ်ပေါ့အဲ့ဒီကနေသစဉ်မြင့်လာတဲ့အခါအာဒီနဝဒီကာမရဲ့ကာမရဲ့အဖြစ်တွေကို မြင်ပြီးတော့ဘဝအစဉ်တန်းမြင့်ဖို့အတွက်ပညာတွေရှာကြတဲ့အစဉ်အဲ့ဒီအာဒီနဝကိုဒုက္ခသစ္စာကို မြင်လို့အာဒီနဝ အပြစ်တွေမြင်တဲ့အခါကျတော့ဘဝစင်တန်းမြင်အောင်အသိပညာတတ်ပညာတွေရှာကြတဲ့အစဉ်နောက်တစ်စဉ်ကတော့အသိပညာတွေမြင့်ဆုံးအစဉ်ကိုရောက်သွားတဲ့အခါကျတော့ဒီမဂ္ဂနဲ့និရောဓကိုရှောက်လှမ်းရင်းနဲ့နိဒ္ဓရဏဆိုတဲ့လွတ်မြောက်မှုကိုရသွားတဲ့အစဉ်ပေါ့ဒါကြောင့်အသင်သူတော်ကောင်းတို့လည်းပဲကိုယ့်ရဲ့အစဉ်ဘယ်လောက်ရှိလဲဆိုတာကိုကိုယ်ကိုယ်တိုင်ဆုံးဖြတ်နိုင်မှု ဒီအာအသိပညာနဲ့တော့အတ္တဒကာမတွေကိုတိုက်ကြခတ်ကြတဲ့အစဉ်ရဲ့အသိနည်းနည်းရှိလာတဲ့ခါကျတော့အာထိနဝအပြစ်တွေမြင်ပြီးတော့အသိပညာရဖို့ကြိုးစားတဲ့အစဉ်နောက်တစ်စဉ်ကတော့အသိပညာအစဉ်ညင့်ညင့်ဆုံးအစဉ်ကိုရောက်တဲ့ခါကျတော့နိတ္တရဏအစဉ်ဒီလောကတွေကဒုက္ခတွေကလွန်မြောက်တဲ့အစဉ်ကိုရတဲ့အစဉ်ဆိုပြီးတော့ ဒီအဆင့်၃မျိုးထဲမှာခုခုဘယ်လောက်အဆင့်ရှိသလဲဆိုတာဒီကနေ့ပဲဆုံးဖြတ်လိုက်ကြပါစို့